ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာစုပ်အယူစီကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့ပြင်သစ်ကိုကြိတ်နေကစားပြီးဘောလုံးပွဲတက်ရောက်နိုင်ခဲ့တဲ့စပိန်ဒုတိယပိုင်းမှာဂိုးတွေလိုက်သွင်းခဲ့တဲ့ပြင်သစ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်အဆင့်အမှတ်ချက်စတဲ့တင်များပဲဖြစ်ပါတယ်စပိန်တင်ဟာကြာတာပရင်းနေညာကပြင်သစ်တင်နဲ့ကစားခဲ့တဲ့ Nation League Semi-final ပွဲစဉ်မှာမာဂိုလီကိုနဲ့အနိုင်ရရှိခဲ့ပြီး Nation League ဘောလုံးပွဲမှာပေါ်တူဂီနဲ့တွဲဆောင်ဝင်ရရှိခဲ့ပြီးဖြစ်ပါတယ် ။ Asian League Champion ဟောင်းနဲ့တင်ကြားထိတိုက်တွတ်ဆုပ်မှုဖြစ်တာကြောင့်ဖျော်ပြမှုပေးစွမ်းနိုင်မယ်ပွဲကောင်းတဲ့ပွဲလို့မျှော်လင့်ထားတဲ့အတိုင်းပဲပထမပိုင်းမှာပဲအတွင်းကိုနှစ်ကိုတီမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။စပိန်သင်းဟာ online ဆိုင်ပေါ်ရဲ့အလွန်ကောင်းမွန်တဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့်ကောင်းဆုံးပုံမှန်နဲ့စတင်နိုင်ခဲ့တာဖြစ်ပြီးပြင်းထန်တဲ့ဘက်မှာ Usman Dembele, Desire Du, Mbappe တို့တိုက်စစ်ကိုဦးဆောင်လာခဲ့ပြီး Theo Hernandez ရဲ့ဂိုးတိုက်ထိခဲ့တဲ့ကံကြက်နဲ့သူရဲ့ကံကြက်ကိုဆိုင်မွန်ကာကွယ်နိုင်ခဲ့လို့စပိန်တို့တတ်တ ਾਇ ရရခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီနဲ့ရာဘီယိုတို့ကလည်းအခွင့်အရေးတွေကိုလွှဲချော်ခဲ့ကြပြီးစပိန်တင်းက22မိနစ်နဲ့25မိနစ်မှာနီကိုဝီလီယမ်စ်နဲ့မီခေးမယ်ရီနိုတို့ရဲ့သွင်းဂိုးတွေကြောင့်ဥဆောင်မှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ပထမပိုင်းပြီးစပိန်ကနှကိုးကိုမရှိနဲ့ဥဆောင်နေခဲ့ပြီးဒုတိယပိုင်းမှာဘာတွေဖြစ်လာမလဲဆိုတော့သိနိုင်တဲ့လက္ခဏာမျိုးဘာမှမမြင်တွေ့ခဲ့ရပေမဲ့ဒုတိယပိုင်းမှာသွင်းဂိုးခုနှစ်ကိုအထိထူးထူးခြားခြားမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။စပိန်တင်းဟာလီကိုကိုမရှိငါးကိုတကိုနဲ့ဥဆောင်နိုင်ခဲ့ပေမဲ့လည်း အဆုံးမှာတော့ပွဲကနောက်ထပ်လာမယ့်နှစ်နိုင်ငံလောက်ပြန်ပြောရလောက်တဲ့အထိအကြိတ်ရင်းနဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းပြန်ဆပြီး7မိနစ်လောက်မှာပဲစပိန်အသင်းပန်နဒီကန်ခွင့်ရခဲ့ပြီးလမိုင်းရမယ်ကအဆုံးတက်ခဲ့ပြီးနောက်နောက်ထပ်10မိနစ်အကြာမှာပဲပက်ဒရီကဥထောင်ကိုထပ်မံသွင်းသွားခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းပြန်ဆပြီး7မိနစ်အတွင်းမှာပဲနောက်ထပ်2ဂိုးပေးခဲ့ရတဲ့ပြင်းသစ်တင်းအတွက်ပထမဆုံးချစ်ပါကူ59မိနစ်မှာအမ်ဘာပေကပန်နဒီကနေတဆင်အသွင်းပေးသွားခဲ့ပြီး68မိနစ်မှာလမိုင်းရမယ်ကပဲစပိန်တင်းအတွက် ပြစ်သမားမြောက်သွင်းမှုကိုတွင်းသွားခဲ့တာဖြစ်ပါတယ်။ပြင်းစစ်တဲ့ဟာလေးကိုလောက်ထိကွာဟသွားပေမဲ့လည်းစိတ်ပြတ်ခဲ့ခြင်းမရှိဘဲကမ်ဘက်နိုင်ပွဲရယူနိုင်ဖို့အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ပြီး89မိနစ်မှာ Ryan Chucky 84မိနစ်မှာ Dani Vivian ရဲ့အုံကို93မိနစ်မှာ Colo Muani တို့ရဲ့တွင်းကိုတွေနဲ့ပြန်လည်ခြေပနိုင်ခဲ့တာဖြစ်ပါတယ်။ဝဲကစားချိန်နောက်ဆုံးမိနစ်တွေဟာအတော်လေးကြိတ်နယ်ရှိခဲ့ကြပြီးစပိန်သင်းတို့အနိုင်ရလဒ်ကိုထိန်းသိမ်းနိုင်ဖို့ရုန်းကန်ခဲ့ရပေမဲ့ပြင်းစစ်တို့ကတစ်ဖက်၅ဦးစီညီများနေပေမဲ့ နောက်ထပ်ခြေပါကိုထပ်မံရှာဖွေဖို့အချိန်မမီတော့တာကြောင့်စပိန်တင်နေရှင်းလိဘိုလူပဲကိုတက်ရောက်နိုင်ရတာဖြစ်ပါတယ်။ပြင်းထန်တဲ့ဟာစပိန်ကိုရှုံးနေခဲ့တာကြောင့်ဂျာမနီတင်းနဲ့တတိယနေရာလူပွဲကစားသွားရတော့မှဖြစ်ပြီးဒီပွဲစဉ်ကပြင်းထန်ကစားသမားတွေရဲ့ဆန်းဆောင်ရေးကိုဂိုးတော်ကုန်းကအဆင့်တက်မှတ်ခဲ့ပါတယ်။မိုက်မိုင်နန်၅မှတ်အေစီမီလန်ဂိုးသမားဟာအမှားမြင့်မြတ်ဆက်စားမလုပ်ခဲ့ဘဲကောင်းမွန်တဲ့ကာကွယ်မှုအချို့ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းပြင်းထန်တဲ့အတွက်ယူသွတ်ချက်ငံများတညာဖြစ်စေမဲ့အတွင်းကုန်၅ခုထိခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ PA ကလူလူ၄မှတ်အသက်25နှစ်သားကစားသမားဟာအကောင်းဆုံးဝင်းလေးကိုမပိုင်ဆိုင်ခဲ့ပဲစပိန်သင်းရဲ့အဖွင့်ကိုမှဘောလုံးကိုရက်ကြည့်နေသူဖြစ်ခဲ့ပါတယ်။ကာလိုလူဟာတိုက်စစ်ကိုတက်ကစားတဲ့အချိန်မှာကောင်းမွန်ခဲ့ပေမဲ့လည်းအလွန်မတည်ငြိမ်တဲ့ခံစက်မှာစိတ်တပိုင်းပါဝင်ခဲ့ပါတယ်။အီဘရာဟီမာကိုနာဒီသုံးမှတ်လီဗာပူးအသင်းပေါ်ဗန်ဒိုက်ဘေးမှာအတူမပါဝင်နိုင်ချိန်မှာကိုနာဒီကတော်တော်လေးကိုအားနည်းနေတဲ့ပုံပေါ်ခဲ့ပါတယ်။ ကလီမင့်လွန်ကလေးသုံးမှတ်အင်္ဂလိပ်စပိန်ရဲ့နှင်မြန်နဲ့တိုက်စစ်ကြောင်းအချိန်ပေါင်းများစွာအငိုက်မိခဲ့ရပြီးဒီလိုခြေစမ်းမျိုးနဲ့ဆိုရင်နောက်ထပ်ပွဲတွေမှာပြင်သစ်အတွက်ပွဲထပ်ပါဝင်ကစားဝင်ရတော့မှာမဟုတ်တော့ပါဘူးတီယိုဟာနန်ဒက်စ်သုံးမှတ်စပိန်သင်းဟာဟာနန်ဒက်စ်ရဲ့တောင်းပန်ဘက်ခြမ်းကနေဇက်တိုက်ပြတ်မှတ်ထားထိုးပေါက်ခဲ့ပြီး AC Milan ကျယ်ပွဲကခံစစ်ထက်တိုက်စစ်ကိုပိုပြီးဆက်ရောက်နေခဲ့ပုံပေါ်ပါတယ်သမိုင်းရမယ်နဲ့ပတ်သက်ပြီးအခုချိန်လောက်ဆိုရင်အိမ်မဆိုးတွေမနေတော့ပါဘူး။မာနူကိုနေသုံးမှတ် ဒီပွဲကကိုနေအတွက်မပြစ်ချင်လောက်မဲ့ပွဲတော်ပွဲဖြစ်ခဲ့ပုံပေါ်ပါတယ်။ကိုနေနဲ့သူ့ရဲ့ကွင်းလင်အသင်းတော်တွေဟာစပိန်ကွင်းလင်ရဲ့ပြတ်သက်အသားစီးရယူပြီးခါကြော့ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ Adrian Rabiot သုံးမှတ် အချိန်တော်တော်များများမှာအနေနဲ့တက်ကြီးနေပြီးလေးလံနေပုံပေါ်ခဲ့တဲ့အပြင်ဒုတိယပိုင်းဆော့ပိုင်းမှာလမိုင်းရမယ်ကိုပန်နတီဧရိယာထဲမှာပြတ်တန်ကျူးလွန်ခဲ့ပြီးပန်နတီပေးခဲ့ရတဲ့အမှားကိုပြုလုပ်ခဲ့ပါတယ်။ Michael Olise ငါးမှတ်ဘိုင်မြူနစ်ရဲ့ဘွယ်ဟာဘွန်ဒက်စလီကာထိပ်သီးသင်းကြီးအတွက်အလွန်ကောင်းမွန်တဲ့ရာသီကိုပိုင်ဆိုင်ခဲ့ပေမဲ့ စပိန်နဲ့ပွဲမှာတော့မဲမဲဆဆအခွင့်အရေးမရခဲ့တာဖြစ်ပါတယ်။ Usman Dembele ခုနမှတ် PSG ဂျဲပွဲဟာတပွဲလုံးစပိန်အသင်းကိုချိန်ချမှုပြုလုပ်နိုင်ခဲ့ပြီးတခြားပွဲမှာသာဆိုရင် hat trick တောင်ရခဲ့လောက်ပါတယ်။ Mbappe ရှင်းမှတ်အစွမ်းကုန်ရုန်းကန်ခဲ့ပြီး penalty ကနေကိုသွင်းယူနိုင်ဖို့ထိုက်တန်ခဲ့ပါတယ်။ဒါပေမဲ့လည်း Real Madrid ဂျဲပွဲဟာပြင်းထန်အသင်းမော်တွေကြောင့်စိတ်ပျက်ခဲ့ရပါတယ်။ဒီဇိုင်းယာတူ6မှတ် PSG လူငယ်ကျယ်ပွဲဟာစပိန်နဲ့ပွဲမှာအလွန်ကောင်းမွန်တဲ့ကစားသမားဖြစ်ခဲ့တာရှင်းလင်းပြီးနှစ်ဂိုးထိသွင်းနိုင်ခဲ့ရမှာဖြစ်ပေမဲ့အဆုံးသက်ပိုင်းကောင်းမွန်တဲ့လောက်မကောင်းမွန်ခဲ့လို့ဂိုးမရခဲ့တာဖြစ်ပါတယ်။ Ryan Chucky ရှစ်မှတ်အရန်ကုန်ကနေဝင်ကစားခဲ့ပြီးပြင်းထန်တဲ့ကိုအသက်ပြန်သွင်းပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ကိုယ်တိုင် ကိုယ်သွင်းနိုင်ခဲ့သလိုကိုယ်ပိုင်နိမှုလည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ Bradley Bagola ခုနမှတ်ဘာဂူလာရဲ့မြန်နှုန်းကပက်ဒရိုပေါ်ရိုကိုပြဿနာပေါင်းဆောင်ပေးနိုင်ခဲ့ပါတယ်။ မာလိုဂူစတိုခုနှစ်မှတ်ချက်စီးကျယ်ဝင်ဟာခန်းစစ်ပိုင်းမှာကျစ်လက်ခဲ့ပြီးပြင်သစ်ရဲ့တတရမြောက်ကိုမှာပါဝင်ပတ်သက်ခဲ့ပါတယ်။လူကတ်ဟာနန်ဒက်စ်နာမတ်ပြင်သစ်ရဲ့ယူပေါက်တွေများနေတဲ့ခန်းစစ်အတွက်အနှဲငယ်ပို့ပြီးလုံလုံစိတ်ချရမှုပေးဆွမ်းနိုင်ခဲ့ပါတယ်။ရန်နဲကိုလိုမူအာနီခုနှစ်မှတ်နားကျန်ချင်းပို့မှာအလွန်ကောင်းမွန်တဲ့ကောင်းတိုက်ချက်နဲ့တူပြင်သစ်အတွက်နောက်ဆုံးမိနစ်တွေထိမျောလင်းချက်သက်ဆက်ပေးနိုင်ခဲ့ပါတယ်။ခုလိုမျိုးသတင်းဝန်သတင်းလူတင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Sport Edudi YouTube Channel လေးကို Like and Subscribe ပြုလုပ်ထားပေးကြပါဦးခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတရှိပါတယ်ခင်ဗျာ။